ိုရီးယားဟန်တာတွေကပြက်စိတ်မွန်စတာတွေရန်ကနေဘလို့မှမကာကွယ်နိုင်တော့ပဲနောက်ဆုံးချိန်တွေပဲတရားတော်မယ်လို့တွေးနေတဲ့အချိန်ဂျင်ဝူကသူ့ရဲ့ရိတ်စစ်သားတွေနဲ့အကာအကွယ်ပေးထားခဲ့ပြီပဲဖြစ်ပါတယ်ဂျင်ဝူရောက်လာတာကြောင့်တခြားသူတွေအကုန်လုံးကလည်းတော်တော်လေးမင်းသက်သွားခဲ့ကြတယ်အပြင်ဘက်မှာရှိနေတဲ့လူတွေနဲ့လည်းချက်ချင်းပဲဆက်သွယ်ပြတ်သွားခဲ့ကရုတ်တံထုတ်လွှင့်မှုအစီအစဉ်ကလည်းပြတ်စီသွားခဲ့ရတယ်အကုန်လုံးကတော့အထဲမှာဘာဖြစ်နေကြလဲမသိပဲဖြစ်နေခဲ့ကြတယ်ဟန်တာဖွဲ့စည်းရဲ့ဥက္ကဋ္ဌခွန်ကြီးစီကိုလည်းဘာဆက်လုပ်ရမလဲတွေမင်းနေပြီးဥက္ကဋ္ဌကြီးကတော့ဟန်တာတွေဘေးကင်းကင်းနဲ့ပြန်လာနိုင်ဖို့အတွက်ပဲပထမဦးစားပေးအနေနဲ့လုတ်ခိုင်းနေခဲ့တယ်ရုတ်တံထုတ် လုံးမှုဘက်ကဆက်သွယ်ရေးစင်တာဘက်ကလူတွေကလည်းရိုက်ကူရေးတမားနဲ့ဆက်သွယ်ပြတ်တောက်သွားတာကြောင့်အမြန်ဆုံးချိန်ဆက်နိုင်ဖို့အတွက်ကိုခေါင်းဆောင်ဖြစ်တဲ့သူကလည်းပြင်ဆင်ခိုင်းနေခဲ့တယ်။အထက်ကကင်မရာမန်ကတော့ပြန်လည်ရိုက်ကူနိုင်ဖို့အတွက်သူ့ရဲ့ကင်မရာကိုစစ်ဆေးနေခဲ့ပြီးအရင်နဲ့ကြောင်းဆိုရင်တော့ကင်မရာကလုံးဝမရပဲဖြစ်နေခဲ့တယ်။အဲ့ချိန်မှာဂျင်ဝူကအယုံကိုအမိန်တစ်ခုပေးလိုက်ပြီးအယုံကလည်းသူ့ရဲ့ဇွားအားတွေကိုထုတ်သုံးလိုက်ကပြည်စိတ်မိစားတဲ့အကုံလုံးကိုများခေါ်လိုက်တယ်။ဒီလိုနဲ့ဂျင်ဝူကလည်းသူ့ရဲ့အရေးစစ်သက်ကိုအမိန်ပေးလိုက်ပြီးအီဂရက်ပါဝင်တခြားသူတွေအကုံလုံးကလည်းပြည်စိတ်မွန်စတာတွေကိုစတင်ပြီးနိုင်နေနေခဲ့ကြပြီပဲဖြစ်ပါတယ်။ပြည်စိတ်မိစားတွေကိုအ ရေးစစ်သားတွေကထိမ်းပေးထားတာကြောင့်ဂျင်ဝူကဒဏ်ရာရနေတဲ့ဟန်ဒါတီစီကိုရောက်လာပြီးသူတို့ကိုအရင်ဆုံးစေကူတာပေးဖို့အတွက်လုပ်နေခဲ့တယ်။ပြီးတော့သူ့ရဲ့သွေးဖြည့်ဆေးရည်ကိုပြစ်ပေးဖို့အတွက်လုပ်ဝင်မဲ့လေတခြားသူကိုလွှဲပြောင်းပေးလို့မရဘူးဆိုတာသိတာကြောင့်သူကိုယ်တိုင်ပဲတိုက်လိုက်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။အဲ့လိုနဲ့ပထမဆုံးဟန်ဒါမာကိုသွေးဖြည့်ဆေးရည်တိုက်ပေးလိုက်ခြင်းမှာတော့ဒဏ်ရာတွေဟာချက်ချင်းပဲပျောက်ကွယ်သွားခဲ့တယ်။တခြားသူတွေကိုလည်းတိုက်ပေးလိုက်ပြီးအကုန်လုံးကလည်းအံ့ဩနေခဲ့ကြပြီးမဲ့ဒဏ်ရာပြင်းထန်ရတာတဲ့ ခြာရင်အင်းကိုတော့ဘလို့မှတိုက်လို့မရပဲဖြစ်နေခဲ့တယ်။ဒါဟာသွေးဖြည့်စေးရီတောင်မှကုသလို့မရတဲ့အထိဒဏ်ရာချီနေကဆိုးရွားနေတာကြောင့်သူ့ကိုကုသဖို့အတွက်ဂျင်ဦးကနီလန်းရှာတော့မှပဲဖြစ်ပါတယ်။အဲ့လိုနဲ့ဂျင်ဦးကလည်းအချိန်မရှိတော့တဲ့ခြာရင်အင်းတို့ဒီကနေ့ချက်ချင်းပဲထွက်သွားဖို့ကိုသူ့ရဲ့ရိတ်စစ်သားတွေကလမ်းကြောင်းဖော်ပေးမှဖြစ်တာကြောင့်အမြန်ဆုံးလှုပ်ဆောင်ဖို့ကိုပြောနေခဲ့တယ်။ဒါပေမဲ့လည်းပေးစစ်စစ်တဲ့ရဲ့အရေးအတွက်ကထင်ထားတာတဲ့ကိုများနေခဲ့တယ်။ဟန်နာဘွက်စီရဲ့ဥက္ကဋ္ဌကြီးကွန်ကြီးကလည်းချက်ချင်းပဲရေးဖို့စီဝေးတွေလမ်းကောက်နေပြီးသူတို့ဘက်ကတတ်နိုင်တယ်မရအရာအလုံးကိုပြင်ဆင်ခိုင်းနေခဲ့ကကျွန်းရဲ့နီးတဝိုက်မှာလည်းကယ်ဆယ်ရေးအဖွဲ့စီ တွေကိုအစင်တဲ့နေရာချခိုင်းထားခဲ့တယ်ပြီးတော့အသက်အရွယ်ရလာပြီဖြစ်တဲ့သူ့ရဲ့ကြံ့ခိုင်မှုအတွက်လည်းအားမလို့အားမရဖြစ်နေခဲ့ပြီးဒီစစ်စင်ရေးမှာသူကိုယ်တိုင်ကဝင်ရောက်ကူညီပေးခြင်းနေခဲ့တယ်ဒါပေမဲ့လည်းအခုချိန်မှာသူလုံးထိုင်တာတခုတည်းကတော့စစ်စင်ရေးသွားလို့တဲ့ဟန်တာတွေဘေးကင်းကင်းနဲ့ပြန်လာနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဂျင်ဝဲညီမဖြစ်သူဂျီနာကလည်းမေဖြစ်သူနဲ့ TV စီစဉ်ကနေစစ်စင်ရေးကိုစောင့်ကြည့်နေခဲ့ပေမဲ့ရုပ်တရက်ဆက်သွယ်ရေးလိုင်းတွေကပြတ်စီသွားတာကြောင့် TV ကိုရိုက်ထုတ်ပြီးတော့ပြန်ပြီးကောင်းလာမလားဆိုပြီးတော့လုံနေခဲ့တယ်ဂျပန်ဟန်တာ၁၀ယောက်ထဲမှာတော့၃ယောက်တည်းပဲအသက်ရှင်တော့ပြီးသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဂိုတိုကပါအသက် က်ခံလိုက်ရပြီဆိုတာသိသွားခဲ့ရတယ်။ဘာလို့ဆိုကိုတို့ဘက်ကဆက်သွယ်ရေးလိုင်းတွေပြတ်တောက်သွားတာကြောင့်ပဲဖြစ်ပါတယ်။တကယ်ပဲကိုတို့ကလည်းဖျော်ဆိုင်မိစ္ဆာကောင်နဲ့တိုက်ခိုက်ရင်မျက်နှာတစ်စရာမျက်နှာတော့မရှိတော့ပဲဖြစ်သွားခဲ့တယ်။ဂျပန်ဘက်ကအဖွဲ့စည်းရဲ့ခေါင်းဆောင်ကလည်းကိုတို့ကိုတုံးမကြတဲ့ကောင်ဆိုပြီးဆဲဆိုချိန်မောင်းနေခဲ့တာသူတို့စီလိုလိုက်တဲ့အဖွဲ့သား၁၀ယောက်မှ9ယောက်တေဆုံးသွားတာကြောင့်လုံးဝကိုမယုံကြည်နိုင်ဖြစ်နေခဲ့တယ်။ဂျေဂျူကျွန်းဆွယ်မှာတော့ဖျော်ဆိုင်မိစ္ဆာတွေအကုန်လုံးကဂူထဲကိုပြေးနေကြပြီးဂျင်းဝဲရဲ့အခြေစစ်သားတွေကလမ်းရှင်းပေးနေခဲ့ပေမဲ့လည်းဖျော်ဆိုင်မိစ္ဆာတွေကရေးတွက်ကရန်ကုန်များပြားနေခဲ့တယ်။ဒီလိုနဲ့ဂျင်းဝဲကသူ့ရဲ့ ရိတ်စစ်သားတွေကလမ်းရှင်းမင်းမှာဖြစ်တာကြောင့်ပူရှန်လာတဲ့ပြက်စိတ်တွေကိုတော့ခုတ်ပါတာကိုပဲကြည်ကြက်ဖြစ်ရှင်းဖို့တဲ့ပြောနေခဲ့တာချွဲချောင်ရင်တို့ကလည်းသူတို့တွေအရင်မပြောညံ့ကြောင်ပြောနေခဲ့တယ်အဲ့ချိန်မှာဂျင်းဦးကအရန်ကိုစွားကြည့်တဲ့ဖြစ်တည်မှုကြီးတခုဟာသူတို့စီကိုဥတည်ပြီးလာနေပြီဆိုတာကိုခံစားမိသွားခဲ့တယ်အရန်ကိုများပြားလာတဲ့အော်ရာတွေကိုလည်းဝေးကနေလမ်းထုတ်နေပြီးဂျင်းဦးတို့ရှိရာနေရာကိုတလန်ချင်းရွေ့လာခဲ့ကဘက်နဲ့ချွဲချောင်ရင်တို့ကတော့ဒီမိစ္ဆာကောင်ကြီးနဲ့နောက်ထပ်တစ်ခါရင်ဆိုင်ရမှာကိုတော်တော်လေးကြောက်လန့်နေခဲ့တယ်အဲ့လိုနဲ့ပြက်စိတ်မိစ္ဆာကောင်ကဂျင်းဦးတို့တပ်ဖွဲ့တွေကိုဖျက်ချောင်းနေပြီးဂျင်းဦးကလည်းမကြောက်မ လန့်ပဲပြင်စိတ်မိစရှိရာစီကိုထွက်သွားခဲ့တယ်အဲ့လိုနဲ့နောက်ကကြံနေတဲ့သူတွေကတော့ဗစတောင်လုံးဝစီလို့မရပဲဖြစ်သွားခဲ့ကြတယ်အဲ့အချိန်မှာပြင်စိတ်မိစကောင်ကမင်းကဘယင်လားလို့မေးလိုက်တာကြောင့်ဂျင်ဦးကလည်းပြင်စိတ်မိစကောင်ကိုအင်းဆက်ပိုးမွားကစကားပြောနိုင်တာပဲဆိုပြီးတော့နှိမ်လိုက်တယ်အဲ့လိုနဲ့နေ့ော်သားကချင်းနေတင်းမာသွားပြီးဂျင်ဦးကိုလည်းဖျဲချောက်နေခဲ့တယ်ဒါပေမဲ့ဂျင်ဦးကတော့လုံးဝမကြောက်လန့်ပဲသူထင်ထားတာတည်းကိုပို့ပြီးတော့ပြောညံ့တဲ့ပြင်စိတ်တတာပိုးမွားကောင်ပဲဆိုပြီးတော့နှိမ်ပြောနေခဲ့တယ်အနောက်ဘက်မှာကင်မရာကိုပြုပြင်နေတဲ့ကင်မရာမန်ကလည်းဆက်သွယ်ရေးကိရိယာကပြန်လည်အလုပ်ဖြစ်သွားပြီးဆက်သွယ်ရေးရုံးချုပ်နဲ့ပြန်လည် ဲ့ချိတ်ဆက်မိသွားခဲ့တယ်။အဲ့အချိန်မှာခေါင်းဆောင်ဖြစ်တဲ့သူကရုတ်တံကိုဆက်လက်လွှင့်ဖို့အတွက်ပြောနေခဲ့ပြီးလက်အောက်ငယ်သားတွေကတော့အခုချိန်တန်ထုတ်လွှတ်လိုက်မယ်ဆိုရင်တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သွားမှာကြောင့်အန်တီများကြောင့်ပြောနေခဲ့ပေမယ့်သူတို့ရုတ်တံစီစဉ်ကတခါပြတ်ပြီးသွားပြီဖြစ်တာကြောင့်ချက်ချင်းပဲတိုက်ရိုက်ထုတ်လွှင့်မှုကိုပြလိုက်တယ်။အဲ့အချိန်မှာတော့ချက်ချင်းကြီးဆိုသလိုဂျင်ဦးနဲ့ပရဲစိတ်မိစာတို့ထိတိုက်တွေ့ဆုံနေတာကိုတိုက်ရိုက်ထုတ်လွှင့်လိုက်တာကြောင့်တခြားသူတွေအကုန်လုံးကလည်းအဲ့ဒီဖြစ်ပျက်ကိုမြင်သွားခဲ့ကြတယ်။ပြီးတော့ရန်ကိုအဟောင်းနေခဲ့ကြပြီးဂျင်ဦးကဘလို့လှုပ်ပြီးရောက်သွားတာလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ကြတယ်။အဲ့ထက်မှာတော့သူ့ရဲ့ညီမဖြစ်သူဂျီနာကလည်းတော်တော်လေးကိုရှော့ရ သွားခဲ့ကခဏခါမှအိမ်မှာရှိနေသေးတယ်ဆိုတာသိသွားခဲ့တယ်ဂျင်ဝူရောက်သွားပြီဆိုတာကိုကြားသွားတယ်ဥက္ကရာကြီးဂွန်ကြီးကလည်းနည်းနည်းတော့စိတ်သက်သာရရသွားခဲ့ကဂျင်ဝူကိုပဲပုံအောင်လိုက်တော့မယ်ဆိုပြီးတော့ပြောနေခဲ့တယ်အဲ့ချိန်မှာသူ့ကိုနှိမ်နေတဲ့ပရာစိတ်မိဆာကလည်းဒေါတာကိုမထိန်နိုင်တော့ဘဲဂျင်ဝူကိုချက်ချင်းပဲထိုးပစ်လိုက်တယ်လက်တီနဲ့ထိုးလိုက်တဲ့အချိန်ကရန်ကိုပြင်းလွန်းလာကြောင်းနောက်ကလူတွေတောင်မှအဲ့ဒီတံကိုခန်းစားလိုက်ရပြီးဂျင်ဝူကိုလည်းတစ်ချက်ထဲနဲ့အမောက်တိတ်သွားနိုင်ပြီလို့ထင်သွားခဲ့ကြတယ်ဒါပေမဲ့လည်းဂျင်ဝူကအသာရလေးပဲသူ့ရဲ့ရှေ့မှာမတ်သက်ပြန်ရနေပြီးဂျင်ဝူကလက်အားတွေကိုစုလိုက်ကပရာမိဆာရဲ့နိုင်ရောအောက်ကိုပင့်လက်တီတစ်ချက်ချွေ ူပေးလိုက်တယ်ဒီလိုနဲ့နောက်က SRN ဟန်တာတွေကဂျင်ဝူကတော်တော်လေးကိုကျန်းနေဆိုတာနားလည်သွားခဲ့ကြတယ်အကျော်မကန်တဲ့ပြည်စိမ့်မိစာကလည်းဂျင်ဝူကိုအပေါ်ကနေထူတတ်ဖို့အတွက်လုပ်နေပြီးလက်သေးတွေနဲ့ကုတ်ဖို့အတွက်လုပ်ဝင်မယ်ဂျင်ဝူရဲ့ဘဲလက်တီညာလက်တီတွေကိုပဲခန်းစားလိုက်ရတယ်ဒါပေမဲ့နှစ်ယောက်သားကလက်ရည်တူနေခဲ့တာကြောင့်တိုက်ပွဲကရက်ကိုလာပနေခဲ့ပြီးသူတွေပြန်ကိုယ်တွေပြန်နဲ့တယောက်ကလေးစီထိုးချိတ်နေခဲ့ကြတယ်ဂျင်ဝူရဲ့လက်တီထိုးအားတွေကလည်းရန်ကိုပြင်းထန်နေပြီးဒါဟာ SRN ဟန်တာတွေရဲ့တိုက်ပွဲဆိုတာကိုပြည်သူတွေကလည်းကြီးစုခန်းစားဝင်ရနေခဲ့ကြပြီပဲဖြစ်ပါတယ်ဂျင်ဝူရဲ့ထိုးချက်တွေကိုခန်းစားလိုက်ရတဲ့ပြည်စိမ့်မိစာက တော့သွေးတွေအန်ထွက်တဲ့သူဖြစ်နေပြီးဂျင်ဦးကသူတင်ထားတာလည်းတော်တော်လေးကိုတတ်မာတယ်ဆိုတာနားလည်သွားခဲ့တယ်အဲ့လိုနဲ့ပျော်စင်မိစားကသူ့ရဲ့လေးဝဲလက်နက်ကိုထုတ်တော်မှုတွေပြင်ဆင်လိုက်ပြီးဂျင်ဦးရဲ့နားစီကိုရွေးချက်ချင်းချင်းကတ်သွားခဲ့ကဂျင်ဦးရဲ့တိုက်ခတ်ချက်တွေကိုခံနေပြီးသူ့ရဲ့ရှာကိုထုတ်တော်လိုက်တယ်ပြီးတော့ဂျင်ဦးရဲ့ပါမှာဒဏ်ရာရသွားခဲ့ကအဲ့ထဲကနေအပြင်းဆုံးအစိတ်တွေကိုထုတ်လွှတ်လိုက်တာကြောင့်ဂျင်ဦးကလည်းအဲ့နေရာမှာနေလဲချသွားခဲ့တယ်ပြီးတော့ဂျင်ဦးရဲ့ခန္ဓာကိုယ်တွေကတခုလုံးလုံးဝလှုပ်လို့မရပဲဖြစ်သွားပြီးပျော်စင်မိစားကောင်ကတော့ဂျင်ဦးကိုလေကြီးဖင်ကောင်ကျဲတဲ့ကောင်ဆိုပြီးပြောနေခဲ့ကဂျင်ဦးရဲ့ဘဝအဆုံးသတ်ပြီလို့တယောက်တည်းကြေ င်နှက်နေခဲ့တယ်။အဲ့လိုနဲ့အချိန်ဆွဲမနေတော့ပဲဂျင်ဦးကိုဆုံးသက်ဖို့အတွက်လှုပ်လိုက်တဲ့အချိန်ဂျပန်အဖွဲ့စည်းဘက်ကခေါင်းဆောင်ဖြစ်တဲ့သူကလည်းနောက်ဆုံးတင်းပိုးချတဲ့ကိုနားထောင်နေပြီးဖျားစိတ်တွေအကုန်လုံးကလိုင်ကူထဲကိုပြေးသွားကြပြီဆိုတာသိလိုက်ရတယ်။ဂိုဒိုနဲ့တိုက်ခိုက်လိုက်တဲ့ဖျားစိတ်ကလည်းဂူထဲကိုပြန်သွားပြီဖြစ်တာကြောင့်ခြေနေတွေသုံးသပ်နေခဲ့ကြပြီးအဲ့ဒီဖျားစိတ်ကဂိုဒိုနဲ့တိုက်ခိုက်ရင်ဒဏ်ရာရသွားတယ်လို့ကောက်ချက်ချလိုက်ကြတယ်။အဲ့ဒါကြောင့်အဲ့ဒီဖျားစိတ်မိစ္ဆာကိုဆုံးသက်နိုင်မယ်ဆိုရင်ကိုရီးယားတွေဘက်ကအနိုင်ဖြစ်သွားမှာကိုစိုးရိမ်နေပြီးကြံနေတဲ့အက်ဆရန်ဟန်တာ၃ယောက်ကိုတောင်းအောင်နိုင်နေခိုင်းလိုက်မယ်ဆိုရင်တော့သူတို့ဘက်ကအနိုင်ဖြစ်နိုင်တယ်ဆိုပြီးတော့အစီအစဉ်တစ်ကိုပြန် လည်းဆွဲနေခဲ့တယ်။အဲ့လိုနဲ့ခေါင်းဆောင်ဖြစ်တဲ့သူကကြံရှိနေတဲ့၃ယောက်ကိုသူတို့ရဲ့အရန်ကြီးတောင်းတက်ဖွဲ့နဲ့အတူပြန်လည်ပူပေါင်းပြီးဖျက်ဆိုင်မိစ္ဆာကိုအဆုံးသတ်ဖို့အတွက်မိန့်ပေးလိုက်တယ်။ဒီလိုနဲ့ကြံနေတဲ့၃ယောက်ကလည်းသူတို့တွေအဲ့ဒီကိုတွားတိုက်ခိုက်ရမယ်ဆိုပြီးပြောနေခဲ့ပေမဲ့ကိုရိုစီကနေကတ်တီလေးလွတ်မြောက်လာတဲ့အက်စရာဟန်တာဖြစ်တဲ့သူကတော့အဲ့ဒီပျက်ဆိုင်မိစ္ဆာကသူတို့ရှင်နိုင်တဲ့ level မှာမရှိဘူးဆိုပြီးပြောနေခဲ့တယ်။ရန်ကိုကြောက်လန့်နေခဲ့တာကြောင့်အထက်ကကောင်မလေးကပဲသူ့ကိုတတိပြန်ပေးနေခဲ့ပေမဲ့လည်းသူတို့တွေဒီကနေအမျက်ဆုံးထွက်ပြေးသွားနိုင်ရင်လွတ်မြောက်နိုင်ကြောင်းပြောနေတဲ့ချိန်သူတို့စီကိုရဟတ်ရင်ရောက်ရှိလာခဲ့တယ်။ဂျင်ဦးဘတ်ချမ်းမှာတော့ပျက် ားစိတ်မိစာကဂျင်ဦးကိုဆုံးသက်ဖို့အတွက်လှုပ်လိုက်ပေမဲ့ဂျင်ဦးကသူ့ရဲ့လက်ကိုဖမ်းဆုပ်လိုက်ပြီးပျားစိတ်မိစာရဲ့နှံရိုးကိုပင်လက်တီတစ်ချက်ကျွေးပေးလိုက်တယ်ပြီးတော့ဂျင်ဦးမိထားတဲ့အစိတ်တွေကလည်းအေးဆေးလေးပဲပြန်သက်သာသွားပြီး ကိုရှိန်ဝါတွေကလည်းပုံမများပြားလာခဲ့တယ်ပြန်ထလာတဲ့ပြန်စိတ်မိစာကြောင့်ခြာရင်ကိုအချိန်မီမကင်နိုင်တော့မှာကိုစိုးရင်နေခဲ့ကပြန်စိတ်မိစာခေါင်းကိုအမြင့်ဆုံးဆုံးသတ်ရမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်အဲ့လိုနဲ့ဂျင်းဦးကချက်ချင်းပဲပြန်စိတ်မိစာစီကိုတလဟောတိုက်စစ်ထိုးစစ်စစ်နေခဲ့ပြီးပြန်စိတ်မိစာခေါင်းဘက်ကလည်းသူဟာမွေးကလေးကသူဟာအရာအားလုံးရထက်မှာပဲရှိရမယ်ဆိုပြီးကျုံးဝနေခဲ့ကသူ့ရဲ့လက်သေးတွေကိုထုတ်လိုက်တယ်ဂျင်းဦးကလည်းနောက်ဆုံးအတေချေစော်တော့မယ်ဆိုပြီးပြောနေခဲ့ကဂျင်းဦးကလည်းသူအတိရတာတဲ့နှက်စိုးဘရင်ရဲ့ဓာတ်ကိုထုတ်ခဲ့လိုက်တယ်ဒီလိုနဲ့နှစ်ယောက်သားကပြင်းထန်တိုက်ခိုက်နေခဲ့ကြပြီးအဲ့ဒီတိုက်ပွဲကိုစောင့်ကြည့်နေတဲ့သူ တွေကလည်းပါဇက်အဟောင်းသားနဲ့ပဲဘာမှမလုပ်နိုင်ကစောင့်ကြည့်နေကြကြတယ်။တိုက်ပွဲကလည်းရန်ကိုပြင်းထန်လုနေပြီးမျက်လုံးနဲ့တောင်လိုက်ကြည့်လို့မမီနိုင်အောင်ထိကိုတော်တော်လေးကိုမြင်ဆန်နေကြကြတယ်။ဖျော်စိတ်မိစ္ဆာကောင်ကလည်းမော်စွန်အားတွေကိုပါထုတ်သုံးလာပြီးရေခဲမော်စွန်အားတွေနဲ့ဂျင်ဦးကိုတိုက်ခိုက်ဖို့အတွက်လုပ်နေခဲ့ပေမဲ့ဂျင်ဦးကလည်းတိုက်ခတ်ချက်တွေအကုန်လုံးကိုရှောင်နေခဲ့တာဓာတ်ခုတ်ချက်ပေါင်းများစွာနဲ့ဖျော်စိတ်မိစ္ဆာကိုခုတ်နေခဲ့တယ်။ဖျော်စိတ်မိစ္ဆာနဲ့ဂျင်ဦးတို့ရဲ့တိုက်ပွဲကတာမန်လူတယောက်အနေနဲ့ဘလို့မှလိုက်မမီနိုင်တဲ့တိုက်ပွဲတစ်ခုဖြစ်နေခဲ့ပြီး Astra Hunter တယောက်ဖြစ်တဲ့ Backer အတွက်တောင်မှဘလို့မှမဖြစ်နိုင်တဲ့တိုက်ပွဲဆိုတာကိုသိနေခဲ့တယ်။ဂျင်ဦးကလည်း တိုက်ခိုက်နေရင်ပျက်စိမ့်မိစ္ဆာကောင်ကိုဘလို့ဆုံးသတ်ရမလဲဆိုပြီးစဉ်းစားနေခဲ့ကဇာတိုက်ဆိုလိုပဲပျက်စိမ့်မိစ္ဆာကိုသူ့ရဲ့ဓာတ်ထိုးချက်တွေနဲ့ထိုးနေခဲ့တယ်။ပျက်စိမ့်မိစ္ဆာကောင်ကလည်းဂျင်ဦးရဲ့ထိုးချက်တွေကိုအလူလဲခံစားနေခဲ့ရပြီးနောက်ဆုံးမှာတော့သူ့ရဲ့စွားတဲ့ကုံလုံးကိုဆူလိုက်ကဂျင်ဦးကိုကင်ပေါက်လိုက်တယ်။ပြီးတော့ဂျင်ဦးရဲ့မျက်နှာကိုသူ့ရဲ့လက်သေးတွေနဲ့ထိုးဖို့အတွက်လုပ်နေတဲ့အချိန်ဂျင်ဦးကလည်းစစ်တမ်ကနေတဆင်အပိုင်းပိုင်းခုတ်ဖြတ်ခြင်းဆိုတဲ့စကေးကိုအစ်တစ်ကိုရရှိသွားခဲ့တယ်။အဲ့လိုနဲ့ဂျင်ဦးကလည်းထုတ်တုံကြီးလိုက်တဲ့အချိန်မှာတော့ပျက်စိမ့်မိစ္ဆာကောင်ရဲ့လက်ကဆူရှီခုတ်တလိုမျိုးပဲတတရရလေးပဲခုတ်လိုက်နိုင်ခဲ့တယ်။ပြီးတော့စွားရန် ်းကိုကြီးမားလာတဲ့ချင်းဦးကတခါတည်းဆုံးသက်ပေးမယ်လို့ပြောနေခဲ့တာကြောင့်ပြန်စိတ်မိစားကလည်းကြောက်စိတ်ကိုပါခံစားလာရပြီဒီကနေအမြန်ဆုံးထွက်ပြေးဖို့ကိုလုပ်နေခဲ့တယ်ဒါပေမဲ့ဂျင်ဦးကလည်းနောက်ကနေလိုက်လာပြီးပြန်စိတ်မိစားကောင်ကိုလီဗိုင်ရဲ့ခုတ်ချက်တင်နဲ့ခုတ်နေခဲ့ပြီးပြန်စိတ်မိစားကောင်လည်းဘလို့မှကိုမရှောင်နိုင်ပဲအလူးလူးလဲလဲနဲ့ခံစားနေခဲ့ရကလက်တွေရောခြေထောက်တွေရောအကုန်လုံးခုတ်ထိတ်ခံလိုက်ရတယ်အဲ့ဒီအချိန်မှာပြန်စိတ်မိစားကလည်းသူ့ရှုံးနေမှာကရမ်းကိုစိုးရိမ်နေတာကြောင့်သူ့ရဲ့နောက်လိုက်တွေအကုန်လုံးကိုဆင့်ခေါ်လိုက်တယ်ဒီလိုနဲ့ပြန်စိတ်ကောင်တွေအကုန်လုံးကလည်းရောက်လာတာကြောင့်ဂျင်ဦးကလည်းသူ့ဘက်ကရိတ်စစ်သားတွေကိုပြန်လည်ခေါ် လိုက်ကတိုက်ပွဲကကြီးကြီးမားမားပဲထပ်မံဖြစ်သွားခဲ့တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ဂျင်ဝူရဲ့ရိတ်စစ်သားတွေကရန်ကုန်စွန့်တက်နေခဲ့ကြပြီးပျော်စိတ်မိစ္ဆာတွေလည်းရှဲပလန်နဲ့ကိုအစော်ခံနေရပြီပဲဖြစ်ပါတယ်။အဲ့လိုနဲ့ပျော်စိတ်မိစ္ဆာကောင်ကတော့ဘလို့မှမဖြစ်နိုင်ဘူးဆိုပြီးတော့သွေးနေတဲ့ချိန်မှာပဲသူ့ရဲ့ရှေ့ကိုဂျင်ဝူကရောက်ကြည့်လာခဲ့တယ်။ဂျင်ဝူရဲ့ဖြစ်တည်မှုကအခုချိန်မှာသူဘလို့မှရှင်လို့မရတော့ဘူးဆိုတော့ကိုနားလေသွားတယ်ပျော်စိတ်မိစ္ဆာကောင်ကဒီကနေရှင်သန်ဖို့အတွက်ချက်ချင်းထွက်ပြေးဖို့အတွက်လုပ်နေခဲ့တယ်။ဒါပေမဲ့ဂျင်ဝူကပဲသူ့ရဲ့စွာနဲ့ဒီကိုပြန်ဖန်းကောင်လိုက်ကပျော်စိတ်မိစ္ဆာကောင်ကလည်းချက်ဝါလန်အားနဲ့ဂျင်ဝူစီကနေလေးဘက်ကောင်ကထွက်ပြေးနေခဲ့ တယ်။ဒါပေမဲ့ဂျင်ဟိုကသူအတိရထားတဲ့အပိုင်ပိုင်ခုတ်ဖြတ်ခြင်းဆိုတဲ့စွာအသင်းနဲ့သူပြည့်စိတ်မိစ္ဆာကောင်ကိုတခါတည်းဆုံးသက်ပေးခဲ့လိုက်တယ်။ဒီလိုနဲ့ဂျင်ဟိုရဲ့စွာကိုပြည့်စိတ်မိစ္ဆာကောင်ကလည်းဘလို့မှမခံစားနိုင်တော့ပဲ။နောက်ဆုံးမှာတော့ခြေမုံးခံလိုက်ရပြီးသူ့ရဲ့နောက်လိုက်ဖြစ်တဲ့ပြည့်စိတ်တွေကလည်းဒီကနေချက်ချင်းပဲထွက်ပြေးသွားခဲ့ကြတယ်။ဒီလိုနဲ့ဂျေဂျူကျွန်းရဲ့မစ်ရှင်ကလည်းအောင်မြင်သွားခဲ့ပြီးဂျင်ဟိုကလည်းခြားရဲ့အင်ဂျင်စီကိုချက်ချင်းပဲပြေးသွားခဲ့တယ်။ဒါပေမဲ့ခြေနေတွေကရန်ကုန်နောက်ကျနေပြီဖြစ်တာကြောင့်ဂျင်ဟိုကလည်းသူဘာဆက်လုပ်ရမလဲဆိုတာကိုစဉ်းစားနေခဲ့တယ်။ဒီလိုနဲ့ဂျင်ဟိုကအသွေးတစ်ခုဝင်လာခဲ့ပြီးသူ့ရဲ့အမေကိုတောင်ခူးသားခဲ့တဲ့အဆုံးမရှင်သန်ရင်စေးရ ေကိုတိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဆေးရည်ကိုတိုက်လိုက်ခဲ့ပေမဲ့လည်းသူကိုယ်တိုင်လည်းအာမခံချက်မရှိဘူးလို့ပြောနေခဲ့ကတကယ်ပဲဆေးရည်ကအလုံးမဖြစ်ပဲဖြစ်နေခဲ့တယ်။ဒီကောင်တော်အလုံးမဖြစ်တော့ဘူးဖြစ်တာကြောင့်ဂျင်းဦးကသူ့မှာလှုပ်ရှားတစ်ခုပဲရှိတော့တယ်လို့ပြောနေခဲ့ကတခြားသူတွေအကုန်လုံးကလည်းဒီထဲကဖြစ်ပျက်တွေကိုဘယ်သူမှမပြောပြဖို့အတွက်ပြောပြလိုက်ပြီးဒီအပိုင်းစနစ်လည်းဒီညမှာနေပြီးဆုံးသွားပါတယ်။နောက်တစ်ပိုင်းကိုတော့နောက်ရက်မှာတင်ဆက်ပြီးတော့မှာမို့လို့ channel လေးကို subscribe လုပ်ရသေးလို့ဆိုရင်လုပ်ပေးသွားဖို့အတွက်တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။